ဘင်္ဂလားဒေ့ရှ်ဟာနွေရာသီလက်စစ်တားပြတ်တောက်မှုပြဿနာကိုဖြေရှင်းဖို့အတွက်ပြည်ပြင်းပြင်းဆွမ်းရင်စီမံကိန်းကိုအကောင့်တဲဖို့ဖို့အရှိန်မြင့်လှုပ်ဆောင်နေသောနှစ်ကိုင်းအရှားမှဖော်ပြခဲ့ပါတယ်။လက်ရှိမှာလက်စစ်တားရောင်းဝယ်ရေးသဘောတူညီချက်နဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အိန္ဒိယရဲ့အဓာဏီလုပ်ငန်းစုအကြားသဘောတူညီမှုမရဘဲလိခဲတဲလဲအခြေအနေကိုရောက်ရှိနေပါတယ်။တောင်အရှနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ဟာပြီးခဲ့တဲ့နှစ်တွေအတွင်းပြည်ပြင်းပြင်းဆွမ်းရင်အုံပြုမှုအ ਨੇ စုံနိုင်ငံတွေစီးရင်မှာပါဝင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်နွေရာသီကစုဘူးအောင်ချမှုတွေသောဝင်ကြီးချုပ် ာတို့မှနှုတ်ထွက်ခဲ့တဲ့ရှိတ်ဟာစီနာရဲ့အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့ယာယီအစိုးရအဖွဲ့အစ်ဟာတရုတ်နိုင်ငံမှာဆိုလာပြားတွေဝယ်ယူမှုအပါအဝင် ပြန်ပြင်းပြင်းစွမ်းရင်စီမံကိန်းတွေကိုအကောင့်တွေပေါ်ဆောင်ရွက်နေပါတယ်။ဘင်္ဂလားဒေ့ရဲ့လက်စစ်တအားလိုအပ်ချက်ဟာအေဘီလာမှစတင်ပါလာအတွင်းတောင်းရှိတောင်မှာကဝက်ထက်ကြော်လွန်ပွဲရှိပြီးဝင်အား3000မှာကဝက်အထိရှော့ချရပွဲရှိပါတယ်။စင်စက်မပြဲပြန်လဲပြည်ဖြိုးမြဲစွမ်းရင်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ SRED ရဲ့ဖော်ပြချက်တွေအရဘင်္ဂလားဒေ့ရဲ့လက်စစ်တအားလိုက်မှာပြန်လဲပြည်ဖြိုး မျက်စွမ်းအင်တွေဖြစ်တဲ့နေစွမ်းအင်၊လေနဲ့ရေအားလျှက်စစ်စွမ်းအင်တွေဟာခံမှန်းခြေအပြင်1186မဂါဝက်ရှိကြောင်းသိရပါဗါ။အဲ့ဒီအပြင်ဘင်္ဂလားဒေ့ယာယီအစိုးရအဖွဲ့ဟာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာပြန်ပြင်းမြဲစွမ်းအင်ပါဝင်မှုပမာဏကို2030ပြည့်နှစ်မှာ15ရာခိုင်နှုန်း2040ခုနှစ်မှာ40ရာခိုင်နှုန်းနဲ့2050ပြည့်နှစ်မှာ100ရာခိုင်နှုန်းပါဝင်စေဖို့စီစဉ်ထားကြောင်းသိရပါဗါ။အဲ့ဒီရည်မှန်းချက်တွေအကောင့်ထဲပေါ်လာစေဖို့အတွက်စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုတွေလျှင်မြန်ထိရောက်တဲ့ပြန်ပြင်းမြဲစွမ်းအင်နည်းပညာတွေရရှိဖို့လိုအပ်မှာဖြစ်ပါ တယ်။အဲ့ဒီအပြင်အစိုးရရဲ့ထိရောက်တဲ့မူဝါဒတွေအကောင့်ထဲပေါ်ရင်အခြေခံအဆောက်အအုံတွေနဲ့စွန့်ရင်ကဏ္ဍရှိလက်ရှိစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မယ်ဆိုပါကပြန်ပြင်းမြဲစွန့်ရင်ရည်မှန်းချက်တွေအကောင့်ထဲပေါ်လာလိမ့်မယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။